နားဆင်အားပေးနေကြတဲ့ပေးတဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆိုင်းဆရာတိတ်ပတ်မောင်ဝါဤဝိထုဆောင်ပါများစာအုပ်မှာဗေဒါဆိုတဲ့အကြောင်းအရာလေးတခုကို တင်ဆက်ပေးတော့မှာဖြစ်လို့နားဆင်အားပေးကြပါအောင်ခင်ဗျာ နားဆင်အားမပေးခင်မှာကျွန်တော်ရဲ့ channel တို့ကိုလည်း like and subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့အောင်ခင်ဗျာမောင်လူအေးဒီစိတ်အေးလက်အေးနဲ့နေထိုင်လို့တော့လဲအစိုးရဘက်ဝေမီလီယတာဖြစ်တော့ကြောင့် မာလူပူဖြစ်လျက်နေတော့သည် မာလူရေးသည်အလောက်ဝင်များမကြမီပင်စပားစေးတွေကြတာယာဝီတွင်တဘုံတွေထအမျိုးမျိုးအနေနဲ့တွင်လူစိုးတွေကကြွနဲ့အလုံးထူသောခေကြီးနှင့်ကြုံကြက်လျက်ရှိပေသည်မိမိအုတ်ထင်းရသောနေကအခွန်တော်တောင်းရခတ်တော်လဲတိုင်းရေးပြည်ရဲ့အတွက်များစွာမပူရဘေးပပလဲနေများကစူပူသောကြောင့်မာလူပူရေးတို့လည်း ထိတ်ထိတ်နဲ့ပင်နေကြရ၏အရေးပိုင်းမင်းအမိန်တော်ပေးသောကြောင့်မောင်လူအေးမှာနေဆက်သူပြေးကြရသည်အစိုးရသင်္ဘောပေါ်တွင်မိမိစည်ရည်နှင့်အစီကံများပြင်အခြားသင်္ဘောသားတို့လည်းပါသည်မိမိနေပိုင်းဖြစ်သောရွာစဉ်လျှောက်၍သတင်းကိုထောက်၏အခွန်တော်ကိုကောက်၏တင်းတင်းပြော့ပြော့ချော့တန်ချော့၆တန်၆စူတန်စူပူတန်ပူလောက်၍လာခဲ့သည် တရာကိုတရာ30လောက်ရန်ယောဟန်နိုင်လဲစစ်ဆေးခဲ့ဤဤသို့လာခဲ့ရာမိမိ၏နေအဆုံးအစုကလေးဆိုသောယွာလေးသို့နေဝင်ချိန်၌ရောက်လာခဲ့ဤယွာနှင့်တင်မောဆိုင်ရာကတော်တော်လန့်သေးဤယွာရောက်အောင်အစိုးရတင်မောမဝင်နိုင်မော်တော်တင်မောကလေးသာ ဝင်နိုင်ဤဝင်တော်မင်းလာသည့်ကြားသောကြောင့်ယွာတကြီးဥမောင်စစ်ဆိုင်သည်ယွာမမော်တော်တင်မောကလေးနှင့်ထွက်၍လာလေသည် မောင်လူအေးအားမိမိအိမ်တို့လာရန် တောင်းပန်ရှာသည် မောင်လူရဲ့လည်းထမင်းစားတော့ပြီးလျင်မိမိစရေးကိုပါ ခေါ်ကအစုရွာကလေးတို့ရွာလီကြီးနှင့်အတူလိုက်ပါလာ၏တပေါင်းလာပြီးနေဖြစ်သောကြောင့်လာမင်းကတာယာပေ၏ချောင်းတစ်ချောင်းလုံးဖွေးနေလေသည်ကွင်းများကကြီးကြံ့ကြံ့နေလေသည်ဒေဗီကလေးကလည်းတိုက်ခတ်နေသောကြောင့်ခက်အေးအေးအထူးသဖြင့်မောင်လူအေးမှာဘောင်းမီတူတူကလေးဝတ်ထားသောကြောင့် ဒုနှစ်ပတ်စလုံးမှာပိုကြီးအေးရှာကြပါသည်မခံနိုင်အောင်လည်းမအေးမအေးပဲလည်းမဟုတ် မချိမခံတတ်အောင်နေ၏အတန်ကြာရင်အစုကလေးရွာသို့ရောက်သည်ဖျားဝဲချင်းမနေရမှဆိုင်းတန်ကြရသည်ဆိုင်းတန်ဤတာချင်းကိုနားမထောင်ပဲတိုင်းရေးပြည်ရေးအကြောင်းကိုလည်းကြီးနှင့်ဆွေးနွေးကြ၏ရွာစည်ရင်းစာအုပ်များကိုကြည့်ရှုစစ်ဆေး၏လူစိုးလူမိုင်းများအကြောင်းကိုမေးမြန်းကြသည် လူခွန်တော်အကြောင်းကိုစုံစမ်း၏ ဆိုင်ဒီသောအတံကိုလည်းတယံမစဲကြားမြေတိုင်းကြားနေရသည်ဖျားဝဲလာသူတို့ကပျော်ပါးကြမည်မဟုတ်ချာတကြီးစေးဝင်တော့တို့ကခေါင်းချင်းဆိုင်က ဆွေးနွေးရနေကြရ၏ဘယ်ဆိုင်ကံကိုမှနားမထောင်နိုင်ဖျားပွဲကိုလည်းဂယုမဆိုင်နိုင်နာပြင်းနေဟူ၍လည်းတရိမယမိမိအလုတ်ဖြစ်တာလျင်ရှုပ်ထွေးနေကြလေတည်းမကြမီတင်းမောကလေးနှင့်ပင်ထွက်၍ လာကြပြန်ဤတင်မောကြီးစိုက်ကြရာချောင်းဝါတို့ရောက်လျင်တကြီးအားနှုတ်ဆက်၍မိမိအခန်းတို့ဝင်စပွဲပေါ်တွင်တင်ထားသောနိုင်ကြည့်လေရာတကောင်ကျော်နေပြီဖြစ်ကြောင်းသိရ၏အခွန်တော်အတွက်တိုင်းရေးပြည်အတွက်တနေ့လုံးကြိုးစား၍လာတော့ကြောင်းမောပန်းလာသည်ဖြစ် ကလထိုင်ပေါ်တွင် မောမောနှင့်ပြည့်ထိုင်လိုက်သည်စပွဲပေါ်တွင် ခြေနှချောင်းစလုံးလွှဲ၍တင်ကား မိဆောင်ရမည်ကိစ္စများကိုစဉ်းစားမိ၏။အနားတွင်ရှိကြသော စီကရဘူကမှစီကရတလိပ်ကိုမိညို့ပါဖွာ၏။မိအခမ်းမှဖြစ်သောကြောင့်ကိစ္စမရှိ။ရန်ကုန်လမ်းတွင် ဟီတို့စီကရတောက်မှုက လောက်လေးဤဘေးမှကင်းမလား။လူငယ်အသင်တောင်းမှရဲ့အဖွဲနှင့် တွေ့ရလိမ့်မလား။တွေးမိသည့်ဖြင့်ပြောမိ၏။မနက်ပြန်စောစောတွင်လည်းအခွန်ကိစ္စနှင့်တွားရပြီဦးမည်။ယခုလဲတကောင်ကျော်နေပြီ။အဲ့လေအုံးမှာပဲ ေါင်းမီကိုချွတ်လုံကြီးကိုဝိအိယာတို့ကတ်လိုက်၏အိယာဘေးတဲ့တဲ့တွင်လာရောက်ဝင်နေသောကြောင့်လင်းလျက်နေ၏စုံစမ်းသောအခါထိုနေရာပြတင်းပေါက်မှမှန်တက်ထားသောကြောင့်ဖြစ်လေသည်ချားပြတင်းမြောက်ကဲ့သို့တက်သားပြတင်းပေါက်မဟုတ်အိယာဘော်တွင်လဲ၍အိတ်လိုက်မည်ဆိုရင်လေမိမိနှင့်ကတ်နေသော ထိုပြတင်းပေါက်မှလက်လန်းမိမိဆိုသောကြောင့်မိမိအားမိလျက်နေသည်လက်လန်းလိုက်မည်ဆိုရင်လေ မိမိအားမိလေးရဲ့နေလေသည်ညနေတကြီးပြောထားသောစကားများကို တွေးမိ၏တင်းမောဆိုင်ထားရာမနီးမဝေးအချားစိတ်ကမ်းပတ်တဲ့လူစိုးဆယောက်ခန့်တဲကလေးနှင့်နေထိုင်ကြပုံကိုသတိရသည်ထိုပြတင်းပေါက်မှ ထိုတဲကလေးများရှိရသောလှမ်းရည်ကြည့်၏ထိုတဲကလေးများကိုမြင်ရသည် ကြည့်၏ကောင်းသေး၏လူတန်းဆိုရည်လည်းမကြရတရွာလုံးတိတ်ဆိတ်နေလေပြီထိုတဲကလေးများမှလည်းဘာသာမှမကြရ ရွာစုံမခွေးအောင်တန်ကိုသားလျင်တခါတခါကြားလေသည်မိမိတနက်ကိုရှာရွေ့မတွေ့အိမ်တွင်မိနေခဲ့လေသည်မိမိအစီကံလည်းအိတ်နေပြီအချားဘက်မှာလည်းမိမိစရည်နှင့်တင်မောသားတို့အတန်ကိုမကြားရစိတ်အိုက်လျက်နေသည်ထိုတဲကလေးများကိုသာစိုက်ရည်ကြီးနေပေသည်ထိုလူစိုးများမိမိယောက်ျောင်းတိမီကမလွဲမိမိကိုကြောက်ရည်ပြေးကြကုန်ပြီလော့ပြေးလျင်တော်ပေမည်မပြေးဘဲမိမိထံသို့ လူစုလူဝေးနဲ့လာလျင်မခတ်ပြီးတော့ခုခံစရာတနက်ကလည်းအိမ်မှာကြံခဲ့လေပြီဟာကိစ္စမရှိဘူးဒီတနေ့မွေးတနေ့မင်းဖြစ်မှလူစုကြောက်စရာမလိုဘူးမိမိစိတ်ထဲမှာရဲသေးတင်ခုံတော်ကိုယူဤအန်ရကင်းကာထာကိုယူဤရှက်အင်းကြီးလက်တို့ကိုမက အပြန်ပြန်အလန်လန်အခန်းတွင်း၌ရှောက်နေဤအတန်ကြာလျင်အိုက်ဆပြု၍ချွေးများတကိုယ်လုံးရွှဲနေလေပြီလေးကလေးကိုခံလို့တော့ကြောင့်အခန်းတကားဖွင့်ပြီးလျင် တင်မောဦး၌ရှိသောကလထိုင်ပေါ်တွင်ထိုင်၍ဆလိတ်ကိုညည်ရတောင်းနေ၏။လာမင်းကိုလည်းမော်ရေးကြည့်။ကြည်လင်စွာတာလျက်နေသည်တည်းခုနှစ်ဆင်ကျေရှာ၍တွေ့၏။အမိပင်ကောက်နေလေပြီ။ဖြောက်စိတ်မောင်ရင်ဆိုင်တန်းစားသောကျဲများကိုရှာပြန်၏။တွေ့ပြန်၏။ကန်းကြီးတစ်လျှောက်တွင်ပေါက်နေသောတစ်ပင်တို့ကို မျော်ရေးကြည့်၏။လေညင်းတွေတာယာစွာလှူရှားနေသည်။ရွာဘက်သို့မျော်ရေးကြည့်၏။တိတ်ဆိတ်လျက်ပင် အခြားဘက်ကန်းတို့မျှော်ကြည့်ရာယခင်လူစိုးများတဲတဲလေးများကိုမြင်ရ၏အသာအခြားဘက်တို့လှည့်လိုက်လေသည်စိတ်မရွေ့ရထင်သည်ထိုတဲများမှဘာသာမှမကြရမီးလည်းမရှိအိတ်နေကြပါတကားပြေးကုန်ကြပြီလားဆွေးနေတိုင်မနေကြသလားမိသူသိနိုင်အန်ဤရေတက်ဒီမှာတော်တော်ကြပြီ ဖြစ်သောကြောင့်မြစ်တပင်လုံးပြည့်လျက်နေ၏ထိုင်နေရာနှင့်ရေဤမျက်နှာပင်ကနှစ်ပေခန့်သာဝေး၏ လာရောင်တွင် ဖြူဖြူဖိုးဖိုးနေလေသည်ခရဲကလေးများလည်းထနေသည်ကြည်ကောင်းနေသည်ဤတို့ရေမျက်နှာပြင်ကိုကြည်နေ gain ဗေဒာပင်ကလေးတို့သည်လေညင်းတွင် ရွက်တိုက်ကတက်ရည်လာကြ၏ထိုဗေဒာပင်ဤထောင်နေသော ရွက်ကလေးတို့သည် ရွက်များနှင့်တူလာပေ၏လေတက်ရာသို့ပါ၏ပါ၏လိုက်လာကြကုန်၏အချိုးမှတပင်ချင်းတက်ရည်လာလေသည် အချိုးကတတိုက်တတမျိုးကြီးစု၍လာလေသည် အချို့ကအလဲကောင်းတွင်ခတ်မမဘေးကအပင်ကလေးများချင်ရန်လိုက်လာကြကုန်၏ဘေရာမင်းမြတ်အားခါသား၏လိုက်လာသောဘေရာမှုမများပေသည်ရင်းတို့ကြားတွင်အပွင့်နှင့်ဘေရာတို့လည်းကွက်ကြားကွက်ကြားပါလာကြသည်ပြက်သက်ကလေးများနှင့်တူလာသည်လာတာတာတွင် အထုသဖြင့်ကြည်ကောင်းနေလေသည် အပြာရောင်ဘေရာဘန်းတို့ကလည်းလအဖြူရောင်ကအုပ်လိုက်သောအခါကြည်ရှိသူ၏စိတ်ကို ကြည်ညူးစေသည် ထိုဘေရာတို့က မိမိတို့တဘာဝအလိုက်ပျော်ပါစွာနဲ့လေကျက်စားကြ၏နေကြကုန်၏ရေတက်လျင်လည်းရေတက်နှင့်လိုက်ပါ၍လာကြသည်ရေကြလျင်လည်းရေကြနှင့်အတူဆင်းရေပါလာကြရန်၏ကုန်းပေါ်တွင်တင်နေပြန်လျင်လည်းကုန်းပေါ်၌ပင် ကြီးပွားလျက်နေကြသည်စုံကြီးစံကြီးအပြန်ပြန်နေထိုင်စားတော့ကြလေသည်ရောက်လို့ရအရက်ဘာကုန်းမှမကြောက်တော့အပင်မျိုးပင်သည်မိတုအားကိုမှမယွန့်လေတင်မောလူ ညီသူမှမနိုင်တပင်ကိုဖြက်စီးနေရရင်နှစ်ပင်ပေါက်ရလာ၏နှစ်ပင်ကိုဖြက်စီးလျင်လေးပင် လေးပင်မှာရှစ်ပင် ကြာလျင်ဖြက်စီးသူတို့လက်လျှော့သွားကြကုန်၏ထို့သို့လက်လျှော့လိုက်လျင်ထင်နိုင်သောထင်နိုင်လာပျော်ပါသည့်ဖြစ်ခြင်းလောကတွင် သူတို့ကိုမနိုင်သော အရာများတွင်ဗေဒပင်များလည်းတပါးတပင် ဖြစ်လေသည်ဤသို့အတိမကျရောက်လျာရဲ့တွင်ပျော်ပါနေကြသောဗေဒပင်တို့ အဆက်မပြတ်မျိုး၏လိုက်ပါကြသည်ကိုလည်းမြင်လျင် အားကြမိသည် ထိုပေတာပင်တို့ကလွတ်လပ်ကြသည်မိမိတို့သည် ထိုကဲ့သို့တွားခြင်းရသောလာခြင်းရမလာနိုင်ပေမိမိတို့နေတွင်ကွက်ကွက်ကလေးမှပင်သာ နေကြရ၏အတန်ကြာလျင် အနည်းရှိဆန်ဆက်တံမှနိုင်နှပြန့်တီးတံကြားလီအိယာမြေကိုတတိယလီသည်တခါတခါတန်းစားပြီလာ၏ကောင်းကင်ကိုမောကြည့်လိုက်ရာလာမင်းမှာ တာမြဲတိုင်းပဲပေါင်းကျင်လဲတိတ်ဆိတ်သည်လူစိုးတို့လဲတတိမြရအခန်းသင်းတို့ဝင်ရေးအိယာနဲ့နဲ့အစီကံနိုးမှနိုးတော်သည်ကန္နလောက1293ခုပြာဇူလဇလန်လေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာအခုလိုအချိန်ပေးပြီးနားဆင်ကြရတဲ့ပြည့်တဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နားဆင်အားပေးနေကြတဲ့ပိတ်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စိုက်ဆရာတိပ္ပံမောင်ဝါဤဝိတ္ထုဆောင်မများစာအုပ်မှာအင်းဝဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဇလံလေးကိုမတင်ဆက်ခင်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့ခင်ဗျာဤနေ့ကသခိုင်းမျိုးတွင် မိုးရသောနေ့ဖြစ်လေသည် အလုံးပူပြီးနောက်ရုတ်တရက်အေးရသွားသည်တလင်းလာနေသည် မောင်လူအေးကထိုနေ့တွင် ရုံးတရမြေကို ပြင်းတင်းတင်းရှိလာသည်အိမ်တွင်ခအေးအေးကလေးအိတ်နေကိုင်းနေစီးတဲ့ကလေးနဲ့နေလိုတော်လဲမရရုံးသူတွားရလေသည် ရုံးရောက်သောအခါနေပိုင်းဝင်တော်မင်းဥတော်ကနေလေတွားရမည်အကြောင်းပြောရာမိမိမှာသူ့လက်အောက်တွင် အလုတ်တင်ကြနေကြဖြစ်သောကြောင့်သူနှင့်ထိုနေ့ညနေပင် လိုက်ရန်စီမံ၏ညနေ၄နာရီရုံးမှဆင်း၍လာခဲ့သည်အိမ်သို့ရောက်လျင်အစီကံပြင်ဆင်ထားပြီးပစ္စည်းများကိုယထာနှစ်တင်ကနေပိုင်းဝင်တော်မင်းအိမ်သို့ထွက်ခဲ့လေသည်ထိုအိမ်သို့ရောက်လျင်နေပိုင်း၏ဧည့်သည်လင်မယားနှင့်သူတို့၏တားကလေးတစ်ယောက်ပါ လိုက်မည်ဟုသိရ၏ထိုလင်မယားတို့မှာအသက်အရွယ်အဖြစ်၄၀ကျော်၅၀နီးပါးနေပိုင်းဝင်တော်မင်းကလည်းထိုအရွယ်ပင် ထိုသူတို့၏တားကလေးက7နှစ်ခန့်ရှိသေး၏။နေပိုင်မင်းအိမ်မှကူးတို့စိတ်ကန်းတို့ထွက်လာရာပစ္စည်းတို့မှလည်းလှဲရစီတိုက် ကြော်ကြော်ခန့်ရှိ၏။နေလေလိုက်သူတို့ကဧည့်သည်လင်မယားတားကလေးနှင့်ဝင်တော်မင်းနှစ်ယောက်စာရေးဆရာနှစ်ယောက်အစေခံလေးယောက်အားလုံးပေါင်းလိုက်တော့တပြောတပါပျော်ဝဲစားထက်သည်နှင့်တူလာ၏။၅မိနစ်ခန့်ကြော်ကြာလျင်ကူးတို့စိတ်ကန်းတို့ရောက်လေသည် ယထာဆိုင်ရာနှင့်ရေဆက်မှာဂိုက်တရားကြောကြောကွာဝေးသေး၏တောင်ပင်ကြီးကိုကြောဖြတ်၍ဆင်းရလေသည်ပစ္စည်းများကိုပိုးသူကပိုးဆွဲသူကဆွဲထန်းသူကထန်းရွက်သူကရွက်လက်ဆင့်ကမ်းသူကကမ်းပင်ပန်းရမည်အစားပျော်စရာကြီးဖြစ်လေသည်မကြခင်ပြီးသွားလေသည်ပြီးလျင်ကုရုငှက်သုံးစီးဖြင့်အေယာဝရီမြကြီးကိုဖြတ်၍ကူးကြသည် အချိန်က 9နာရီခွဲမိုးကလည်းတဖွဲဖွဲမှောင်ကလည်းမှောင် နေရောင်ကလည်းမရှိသခိုင်းတောင်ပေါ်တွင်ဖြူဖြူဖွေးဖွေးနေသောဇေဒီအဆူဆူတို့ကို မျော်၍ကြည်ကာကြည်ညိုစွာဖူးရလေသည်မြည်ရမှာစီးခြင်းမရှိငြိမ်သက်ပြီးဤစိတ်ကြည်နူးเสียကြည်ညိုเสียသည်ဖြစ်လေသည်စကားပြောခြင်းမရှိကြ ထိုချိန်ကာလဘုထာဏဤတာလာသောအချင်းရာတို့ကိုလည်းစဉ်းစားကာစိတ်ရတာကို ခံစား၍တွားကြလေသည်မကြမီတစ်ဖက်ကမ်းရှိသော အင်းဝစိတ်သို့ရောက်၏ထိုနေရာကခံနာခြင်းမရှိအေယာဝတီမြကန်းတွင်တည်ထားသော အခြားရွာများကဲ့သို့ပင် အင်းဝကောင်းစားစဉ်ကမူစီစီကားကလူသွားလူလာ ပေါများစွာရှိ၍လိမ့်မည်ထိုအခါဘရင်မင်းမြတ်တို့ကတပြေလာ ရှီလာထွက်ကြသောအခါဤနေရာပင်ဖြစ်ပေလိမ့်မည် လေပွဲသည်ပင်အမျိုးမျိုး ကျင်းပသည်ကိုလည်းဤနေရာမှာပင်ရှုစားတော်မူကြလိမ့်မည်မြမလိတက်များစီရခင်းခြင်းဒီကိုလည်းဤနေရာပင်ဖြစ်ပေလိမ့်မည်ဟန္တာဝရီတလိုင်းများ အင်းဝကိုအောင်မြင်ပြီးနောက်စကိုင်းဘက်တို့ကူးကရွှေဘိုခင်ဦးအစရှိသောနယ်များတွင်တစ္ဆာရီတိုက်ရန်တွားသည်မှာလည်းဤနေရာကပင် ဖြစ်လေလိမ့်မည်ထီနန်းအဆက်ဆက်ဘရင်အဆက်ဆက်ပျက်စီးခဲ့ပြီလေပြီးရာဝတီမြကြီးက မလုံမရှား သွားမြဲတိုင်းသာစည်းရီသွားနေလေသတည်းအနေဆာတရားကို မလွန်ဆန်နိုင်ပါတကားဤသို့အတွေ့ရသောအခါမောင်လူအေးစိတ်ထဲတွင်လွမ်းရမလိုလိုဆွေးရမလိုလိုဖြစ်မိ၏ပါရာသူတို့လည်းပစ္စည်းများကိုအတိအသေးတင်ကြပြီးလျင်လဲဖြစ်တရားဟုဗိုလ်တဲရှိရာသို့ ဆောင်းသွားကြ၏ငွေတော်နှစ်ယောက်နှင့်ဧည့်သည်လင်မယားနှစ်ယောက်တို့ကခနှုံလုံးတောမြင့်ရထားပေါ်တွင် ခမမ တာနာစွာစီးရလာကြလေတည်းအတန်ကြာလျင်မြို့ရိုးနှင့်ကျုံတို့ကိုမြင်ရရသည်ကျုံတွင်း၌ရေမရှိဂျန်ကြီးတကဲ့သို့ဖြစ်နေသည် ရာခင်းကြီးဘဝသို့လည်းရောက်နေပြီပဲခင်းငရုတ်ခင်းနန်နန်ခင်းပြောင်းခင်းတို့မှလည်းပြည်တင်းဆိုင်းဆိုလျက်ရှိနေသည်မြို့ကြီးမှာကအုတ်ချက်ပုံခြုံပုတ်တို့ဖြင့်ဖုံးလျက်နေရသည်အော်အနိစ္စအနိစ္စ မြင်းထားကိုအတန်ကလေးမောင်းမိပြန်လျင်မြို့ရိုးကိုဖျက်ကာဒိုဝင်ရန်လမ်းတစ်ခုကိုနင်းရသည်နှင့်ညင်းရထားလေးကိုလမ်းတွင်ရက်စီလေးယောက်သားမြို့ကိုကြော်၍မြို့တွင်သို့ဝင်ကြလေသည်မြို့တွင်တွင်ထန်းရွက်ကထန်းရွက်မူတဲရင်ကလေးများအိုးရင်ဆိုင်ကန်းရှိသောရွာသိမ်ရွာငယ်ကလေးများကိုမြင်ကြရသည်ရွာအပြင်တွင်မိန်းကလေးနှစ်ယောက်ကို တွေ့၍နန်းတော်တီယာ ဌာနကိုမေးရာရွာမှာခလန်းလန်းတွင်မျောစင်တစ်ခုရှိကြောင်းပြောကြသည် ထိုမျောစင်ကိုကြည့်ရန်ရွာကလေးကိုဖြတ်ကြရသည်ခွေးတစီစီနှင့်ပျော်စရာကြီးဖြစ်လေသည်ရွာတကြီးအကြောင်းမေးရာရွာတကြီးမရှိ အခြားရွာမှရွာတကြီးကထိုဌာနကိုအုပ်ချုပ်ကြောင်းပြောသည်မင်းနေပြည်တော်ကြီးမှာရွာတကြီးပင်မရှိသောရွာသိမ်းရွာငယ်လေးအခြေအနေသို့ဆက်ရောက်နေပြီတကားအော်နေဆာကြီးပါတကား ထိုရွာကလေးအနီးနားတွင်ဖျားပြက်၊ကြောင်းပြက်၊ဒဇောင်ပြက်တို့ကို မြင်ရ၏။ရွာစုံမှနေ၍ကြည့်လိုက်သောမျော်စင်ကြီးကိုမြင်ရသည်။ခက်ရရန်ခီးသွွားကိုက်ဖြစ်၍အနီးနားသို့မသွားပြီ။ယထာရှိရာသို့ထွက်ခဲ့ကြလေသည်။ယထာစိုက်ကြရာမြို့ရိုးအပြင်ဘက်တွင်လည်းတဲရင်ကလေးသုံးလွင်ရှိသေးသည်တနခါပိန်ကြံရိုက်ခါထွက်ရလာကြသော အပြုတ်ကလေးနှစ်ယောက်ကအသက်အားဖြင့်15နှစ်16နှစ်ခန့်သာရှိကြသေးသည် ယခုကကြေးတော်သူကလေးများသည် ရှေးခါကမွေးကြပါမူမျိုးကြီးသူများဖြစ်ပေလိမ့်မည်ရန်ကုန်မော်လမြိုင်ပြည်ပသိမ်တို့မှလာကြသူတို့ကအရင်ဆိုင်ကြေတော်သားဟူ၍ပဋိမလေးစာပြုကြမိကမလွယ်ဘောင်းမိတူတူပလေစာအင်းကြီးဖာဖာကိုဝေးဘုဖနာတို့ကိုဆော့ ဟုတ်ထုတ်ကိုဆောင်လက်ကင်တို့ကိုဟန်ပါပါကိုင်းယထာကလေးနားတွင် ရှက်၍အင်္ဂလိပ်ရောင်ရောင်တရုတ်ရောင်ရောင်မောင်လူအေးအာပြုံးတယ်လူလူနှင့် ကြည်ကြသည် အချင်းချင်းလက်တို့က ရေကြသည် မောင်လူအေးကရှက်တက်တက်ဖြစ်သွားပြီလျင်အင်းဒီကြီးကြီးထားက နေ၏နေပိုင်းဝင်တော်မင်းနှင့်ဧည့်သည်လင်မယားတို့ကထိုမင်းကလေးနှစ်ယောက်အားပဲပြူကလေးရောင်းရန်ရှိသလားဟု မေးမြန်းသည် မိန်းကလေးတို့ကလည်းအလိုက်သည့်စွာ အနီနာတဲလေးများတွင်လိုက်၍မေးရှာကြသည် ရောင်းရံရှိသောတဲမှပဲတပီကိုဆယ်ပါးပြည့်ဝယ်ကြသည် တစ်ဆယ်တန်အန်းစရာမရှိဘယ်ရှိမလဲငါးချက်တန်အန်းစရာမရှိ လာသေးရဲ့တစ်ချက်တန်အန်းစရာမရှိခတ်တော့တာပဲငါမူပြအန်းစရာမရှိပတ်ဆန်ရှားတာကိုအခက်နဲ့ကြုံတွေ့ကြရသည် နောက်ဆုံးတွင် မောင်လူအေးဤဘလေးစာအေးအတွင်းမှဘဲစီသုံးစီရရည်ပေးလိုက်ပါလေ နှစ်ပြားသောပတ်စံကိုပြန်ရရမတက်နိုင်သောကြောင့်နိဗ္ဗာန်ပစ္စယောဟောတာခဲ့ရလေတည်းဝေချမ်းသောကိစ္စပြီးလျင်ယထာလေးပေါ်သို့၄ယောက်သာတက်ကြပြီးလျင်တရားဥပုတဲ့ရှိရသူထွက်ခဲ့ကြသည်မှောင်နေပြီးဘာကုန်းမှမမြင်ရတခါတခါဖျားပြက်များတရားပြက်များကြော်လွန်၍လာခဲ့ကြလေသည်တနာ ਈ ခန့်ကြာလျင်တရားဥပုတဲ့သို့ရောက်လေသည်နေပိုင်းဝင်တော်မင်း အင်းဝမြို့အတွင်းတို့ဝင်ကြည့်ကြင်သည်ပြောသောကြောင့်နောက်တနေ့ညနေခင်းမော်တော်ကားကြီးနှင့် တကြီးပေါက်၍လာလေသည် လေးယောက်သော မော်တော်ကားပေါ်သို့တက်ကြ၏ထိုမော်တော်ကားကကားဖို့မော်တော်ကားသည်မော်တော်ကားပေါ်ကစလျှောက်လာသော မော်တော်ကားဖြစ်ရန်တူ၏နံပါတ်ကတထောင်ကျော်ကျော်များသာဖြစ်လေသည်ရာဇဒုလအရွယ်သူကြားရောက်နေပြီဖြစ်သောကြောင့်ငယ်ရုပ်မပေါ်ကိုတော်တကူလုံး ပိန်သည့်နေရာပိန်ရိုင်သည့်နေရာရိုင်ကျိုးသည့်နေရာကျိုးပဲ့သည့်နေရာပဲ့တကယ့်ကာဟောင်းကြီးဖြစ်လေသည်ဆက်ကိုနှိုးရီထွက်လေသည်တကြုံကြုံတကြက်ကြက်တလလုံးမြည်တမ်းရီသွားသည်ရင်းဤအစွမ်းကလဲတာတာရှိသေးသည်မော်ဒကားရှာသောဌာနဖြစ်သောကြောင့်ထိုကားအိုကြီးကိုပင် ကလေးမြင်လျင် အထူးဆန်းလောက်ကဝိုင်းဝန်းကြည့်ရှုကြရသည်ပြေးလိုက်သူကပြေးလိုက် ခေါ်ပြသူက ခေါ်ပြပျော်စရာပျော်စရာကြီးဖြစ်လေသည်လယ်နီနာကဖြတ်သွားလျင်လည်းနွားများကလက်ရှာကြသည်မတော်ကားပေါ်တွင်လိုက်သွားသူတို့မှလည်းအိန္ဒိယရအေယာမစီးတင်ရှင်တရေရှင်လိုလိုဂုံပြိုင်သောစိတ်များပေါ်ပေါက်၍လာကြသည်ဒုနှစ်ပင် အင်းဝတ်သို့ရောက်လေတည်းရောက်လျင်လေးယောက်သာမတော်ကားမဟာဖြစ်ပျော်ပါးစွာမြေရိုးကြီးကိုကြော်ဖြက်ကတက်ကြ၏ ရှေ့ဆက်ဆက်ကဘောတို့ယင်တို့လှဲတို့ယထားတို့မြင်းများဆင်များဖြင့်ဝင်ရထွက်ကြလေသည်ယခုငါတို့ကမတော်ကားပြက်ဖြင့်တွတ်တွတ်ကြီးမြို့တွင်းတို့ဝင်ရလေသည်ဟု၍ကိုစီကုံကတွေးကြည့်လျက်နေကြကုန်၏မကြမီအုတ်ကြောင်းဖြူဖြူကြီးတို့ရောက်၏အတွင်းတို့ဝင်ကြည့်ကြသည်ကြီးကလည်းကြီးခိုင်ကလည်းခိုင်ခန့်ကလည်းခန့်အရာမအကြောင်းကြီးဖြစ်လေသည် ပျက်စီးယိုယင်ခြင်းမရှိပဂရိခိုင်ခန့်လျက်ပင်တောင်းတိုင်းဖုန်ကြီးကဗလာလင်းတို့လင်းဝတ်တို့ဤကိန်းအောင်ရာဌာနကြီးဖြစ်နေလေသည်လင်းတို့တို့ဤအနံ့ကြောင့်နန်းဆော်ဆော်ရှိလာသည်ကြောင်းအောက်ကြောင်းပြင်ပြဲပြဲဆင်အောင်ဝင်လိုဝင်ထွက်လိုထွက်တက်လိုတက်ဆင်းလိုဆင်းခပ်ပြင်းပြင်းလှမ်းခဲ့ကြလေသည်ထို့နောက်အနည်းတွင်ရှိသောဇရက်ကြောင်းဖျား ။တစောင်များကလည်းလက်လေကြီးချူကြသည်ဖူးမြော်ကြသည်တော်တော်ပင်အချိန်နှောင်းခဲ့လေသည်ခြုံကွယ်နေသောဖျားနွယ်ပက်နေသောဖျားတို့လည်းမရှားပြက်ပြားနေသည်တို့ကလည်းအထွေထွေရေတွက်ရေပင်မကုန်ထွက်လာခဲ့ကြပြန်၏။ယခင်မေနု၏အုတ်ကြောင်းကြီးရှေ့တွင် မနီမဝေးတွင်ဆရာယုဒဏ်ကို အထိမ့်မက်ပြုပါဆိုက်ထူထားသောကြောက်တုံးကြီးကို မြင်၍ခြံဝင်းတွင်သို့ ကြည့်ကြသည် ထိုနေရာကအင်းဝလက်မယွန်းထောင်နေရာဒီမြန်မာနဲ့အင်္ဂလိပ်တို့ ပထမကမ္ဘာစစ်ဖြစ်ရာဆရာယူရတန်အစရှိသော နိုင်ငံသားတို့အားမတင်ကာ၍ထောင်တွင်းအကျဉ်းချထားခြင်းဖြစ်သည်ဆရာယူရတန်မှာအင်္ဂလိပ်တပ်ကရေ1824ခုနှစ်မှ1825ခုနှစ်အထိတစ်နှစ်တိုင်တိုင် ထိုထောင်တွင် နေကြရလေသည်ယခုက ထိုအဆောက်အဦးအစအနကမမြင် နေရမြရတာမြင်ရသည် ထိုအခါရှေဟောင်းဖြစ်ပြပုံအကြောင်းကို ထောင်တွင်အချင်းချခံကြရသောသူတို့၏ဒုက္ခအကြောင်းများကိုစဉ်းစားမိသည်ဖြင့်တရားရကြ၏မျောစင်ကြီးတို့ ထိုရင်ယာမမဝေးတော့ပြီအနှဲငယ်သွားလျင် ရောက်တော့အံသို့တော်မှောင်လာပြီလဲလန်းအတိုင်းထွက်လာရမည်ဖြစ်ရာလမ်းမမြင်ကခတ်မည်ထို့ကြောင့်ထိုနေရာမှထွက်ခွာခဲ့ကြလေသည်တည်းလဲလန်းအတိုင်းထွက်ခဲ့ကြရာ လမ်းထဲတွင်မော်တော်ကားပြက်ကြမလားပြက်ကြမလားဟုတကြောင်ကြောင်နေပင်လမ်းမကြီးပေါ်သို့ရောက်ရလေ၏ထို့နောက်အတန်ကလေးသွားမိလျင်ဘားကရာကြောင်တိုက်သို့သွားသောလမ်းခွဲသို့ရောက်လေ၏လမ်းမကြီးမှာမြင်နေရပေပြီဝီကြီးကြီးသောစိတ်များပေါ်ပေါက်လာသည်မော်တော်ကားမောင်းသမားကဘားကရာကြောင်တဲ့ရှိရာသို့မောင်းခိုင်းကြသည်လဲလန်းဖြစ်သွားရသည်လဲလဲမှာလဲကြိုင်ချင်းထူထွက်သည်ကတကြောင် ဖုံအပိမ့်ပိမ့်ထူတက်နေသည်ကတကြောင်ငကိုဟန်ကလည်းခက်ပြက်ပြက်မှုတဝက်ခန့်သွားမိလျင်ကိုတော်မြတ်မတော်ကားကမသွားပဲညင်းဆန်ကအတင်းခံနေလေတည်းမတော်ကားမောင်တို့မလည်းအနီးနီးဖုံဖုံစုံလျောင်ဆန်းတတ်တော်လဲဖြုတ်တော်မဖြုတ်တုံလှုပ်ဖို့ဝေးစွာဒီခါကြမှအပေါ်ကအတီးတီးဆင်းပြီးကြလျင်ခဏတဖြုတ်တွန်း၍ထုတ်ကြရလေသည်ဤတို့မတော်ကားပြန်ကား ဂုံခံနေသည့်အတွက်ဘာခရာចောင်းတိုင်းနှင့်နီးလျက်နှင့်ဝေးခဲ့ရပါကြောင်းခန္ဓာလောက1293ခုကဆုံလဇလန်းလေးရတော့ဒီမှာပြီးဆုံးသွားပါပြီခင်ဗျာခုလိုအချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့ပြည့်တက်တယောက်ချင်းစီတန်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ